နေ့စဉ်ခွန်အားအမှုတော်လုပ်ငန်းမှနှွေးထွေးလှိုက်လဲစွာကြိုဆိုပါရယ်ကြည်ရှုနားဆင်နေသူများအားလုံးအပေါ်မှာဖျားရှင်ရဲ့ညီသက်ခြင်းနဲ့ကျေးဇူးတော်အပေါင်းတက်ရောက်တည်ရှိနေပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ပါရယ်နိုဝင်ဘာလ9ရက်တောက်ကြနေ့ တော်လေအကျန်ခန်းကြီး29အငယ်1မှ9ဟိုခါယောသဤတာမနာရှိအဆွေအမျိုး၌ပါလျံမနာရှိမာခိရဂီလာဟေဖေရာတို့မှဆင်းသက်သောဇလောဖက်ဤတမီမာလာနောအာယောဂလာမိလကာတိရဇာတို့သည်လာ၍ဘရေသစီဝေယာတဲတော်တကနာမောရှင်နှင့်ယိဘရဟိတ်အေလာဇာမင်းမြား ပရိသတ်များအပေါင်းတို့ရှိမှယက်လျက်အကျွန်ုပ်တို့၏အဘသည်တော၌သေးပါ၏သာရပြားတစ်ဖက်၌စုဝေးသောအပေါင်းအသင်ဂောရာဤအပေါင်းအသင်၌မပါမိမိအပြစ်ကြောင့်သေပါ၏သူ၌တာယောက်ချာမရှိပါထို့သောတာယောက်ချာမရှိသောကြောင့်အကျွန်ုပ်တို့အဘဤအမိသည်အကျွန်ုပ်တို့အဆွေအမျိုး၌ပျောက်ရပါမည်လောအကျွန်ုပ်တို့အဘဤညီအကိုတို့နှင့်အတူ အကျွန်ုပ်တို့အားအမွေပေးပါဟုပြောကြ၏သူတို့အမှုကိုမောရှိသည်ထာရဖျားရှိတော်၌ထားလိမ့်၏ထာရဖျားကလည်းဇလောဖတ်သမီးတို့၏စကားသည်လျောက်ပတ်ပြီ၏အကယ်စင်စေသူတို့အဘ၏ညီအကိုတို့နှင့်အတူ အမွေခံရသော အခွင့်ကို သူတို့အားပေးရမည်သူတို့အဘ၏အမွေဥစ္စာသည် သူတို့လက်သို့ရောက်စေရမည် ာရဖျားကလည်းဇလောဖတ်သမီးတို့ဤစကားသည်လျောက်ပတ်ပြီ။အကယ်စင်စစ်သူတို့အဖအီညီကိုတို့နှင့်အတူ အမွေခံရသောအခွင့်ကိုသူတို့အားပေးရမည်။သူတို့အဖ၏အမွေဥစ္စာသည်သူတို့လက်သို့ရောက်စေရမည်။တောလေယာကျန်အခန်းကြီး28ခန်းငယ်6မှ9ခရစ်တော်၌အတူတကွအမှုဆောင်ခြင်းပမာနေနေဘာကိုပဲဖြတ်တန်းနေရပါစေ။ကိုမှရှိတာကိုအသုံးပြုပြီးအကောင်းဆုံးအသုံးချပါဟု TV interview တစ်ခုတွင် အမျိုးသမီးငယ်တဦးကပြောကြားခဲ့သည်။သူမစကားကထိုအစီအစဉ်ကိုအဆအဆုံးနားထောင်ကြည့်ရင်ကျမအားနှူးဆော်ခဲ့သည်။သူမဒီသူနာပြုဖွဲ့ရယူနိုင်အောင်ကြိုးစားနေသောညီအစ်မ၆ယောက်အနက်မှတဦးဖြစ်ကြောင်းသိခဲ့ရသည်။သူတို့ဒီတစ်ချိန်ကအိုးမဲအိမ်မဲဖြစ်ပြီးဘဝကိုရုန်းကန်ခဲ့ရတော့လေ၎င်းတို့၏ပုံရိပ်မှန်းချက်ပန်းတိုင်သို့ရောက်ရန်အတူတကွကြိုးစားလှုံ့ဆော်ခဲ့ကြသည်။ယခုအင်တာဗျူးထုတ်လွှင့်ချိန်တွင် ညီမ6ရောက်စလုံးသည်၎င်းတို့၏ဒေတာရှိတက္ကသိုလ်မှ သူနာပြုပညာရပ်ကိုပြင်းမြောက်ခဲ့ပြီဖြစ်သည်တောလျာကျန်ခန့်ကြီး29တွင် အတူတကွပူပေါင်းလှုပ်ဆောင်ပြီးအချင်းချင်းပတ်ဖို့ကူညီသည့်အခြားညီအစ်မတစုအကြောင်းပြောထားသည်ဆလောဖတ်၏တမီ9ရောက်သည့်အမွေဆက်ခံခြင်းစီရင်ထုံးဖွဲ့ချက်နှင့်ပတ်သက်၍အယူခံဝင်ခဲ့သည်အကျွန်ုပ်တို့၏အဖသည်တော၌တည်ပါ၏မိမိအဖြစ်ကြောင့်တည်ပါ၏သူ၌တားရောက်ကြမရှိပါ အကျွန်ုပ်တို့အဖအီညီအကိုတို့နှင့်အတူ အကျွန်ုပ်တို့အားအမွေပေးပါဟု မောရှိရှိ၌စုဝေး၍တောင်းပန်ကြ၏။ထာဝရဖျားကလည်းဇလောဖတ်သမီးတို့ဤစကားသည်လျောက်ပတ်ပေ၏။သူတို့ဖိုက်အမွေဥစ္စာသည် သူတို့လက်သို့ရောက်စေရမည်ဟု ပြောင်းလဲသောဥဒေတာကိုမိန့်ကြားခဲ့သည်။ညီမငါးယောက်တို့သည်မောရှိရှိတွင်ရက်လျက်ဖျားရှိကယုဏတော်ကို တောင်းခံကြသည်။အတူစုယုံလျက်တောင်းခံခဲ့ခြင်းကြောင့်သူတို့လိုအပ်သောအရာများကိုဖျားသခင်ပေးခဲ့သည်။ ခင်ယေရှုကိုယုံကြည်သူများအနေဖြင့်ထိုကဲ့သို့အထူးကွာလှောက်ဆောင်ရန်အမြဲမလွယ်ကူပါသို့သောဖျားသခင်၏ဉာဏ်ပညာနှင့်လမ်းညွှန်မှုကိုနှိမ့်ချစွာရှာဖွေသောအခါခရစ်တော်၌အထူးကွာကောင်းစွာအစီခံနိုင်ရန် ကိုယ်တော်မဆကူညီပေးနိုင်သည်ကို ကျမတို့တွေ့ရှိလာနိုင်ပြီ စ်တော်၌အခြားယုံကြည်သူများနှင့်သင်မြည်သို့ပုံမကောင်းမှုစွာလှုပ်ဆောင်နိုင်သည်။ထိုအရာကအခြားသူများနှင့်အတူအမှုဆောင်အစီခံနိုင်ရန်သင်အားမြည်သို့ခွန်အားပေးသည်။ချစ်မြတ်တာရှင်ဖရာသခင်ကိုရောဤဘုံတော်ထီရှားစီသောပန်းနိုင်စီတို့ပြည့်မြတ်အောင်မြင်ရောက်ရှိရန် အခြားသောယုံကြည်သူများနှင့်မြည်သို့လှုပ်ဆောင်ရမည်ကို ကျွန်ုပ်အားပြတာပါ။သခင်ယေရှုနာမကို အမိဖြူ၍ဆုတောင်းပါ၏။အာမင်။နေစဉ်ခွန်အားကိုကြည်ရှုနားဆင်နေသူများအားလုံးပေါ်မှာဖျားသခင်နှုတ်ကပတ်တော်မှဉာဏ်ပညာတော်များကိုရရှိပိုင်ဆိုင်လျက်ပုံပုံပြည့်စုံကြွယ်ဝသောဘဝအတ္တတာများဖြစ်တည်နိုင်ကြပါစေ။